ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကူမမြန်မောင်လေးညီမလေးများအားလုံးကိုဒီရမြန်တို့ YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်ဗျာနော်ဒီညတော့ကျွန်တော် live stream ကြီးလေးနည်းနည်းနောက်ကျသွားရယ်နော်ထင်ပါဒီညလူကြီးတွေ like ခဲ့တော့နေတဲ့ညမလို့ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ဗျာအဲ့တော့ကိုမလေးမောင်လေးညီမလေးအားလုံးဝင်လာမယ်နော်အဖွဲ့ဝင်တွေကိုလည်းကျွန်တော်ပြီးလို့ရှိလို့ရှင်ဒီ live ပြီးတာနဲ့ကျွန်တော်နေတိုက်ကော เนาะ member ကပို့ထားလိုက်ပို့မှာဗျာเนาะပို့မှာကျွန်တော်ပြီးရဲ့ဆို live ဖြွင့်ပြီးရဲ့ဆိုကျွန်တော်ပို့မှာပါဗျာအားလုံးပဲเนาะအောင်မို့ okay တဲ့เนาะအဲ့တော့အပေါ်မားဒီမောင်လေးညီမလေးကျွန်တော် live ဝင်ချိန်လေးနည်းနည်းနောက်ကျသွားတယ်ကျွန်တော်ရဲ့အပေါ်မားဒီမောင်လေးညီမလေးအားလုံးဝင်လာမယ်ဗျာဝင်လာမယ်ကျွန်တော်ကတော့ကီးသုံးလုံးနဲ့ brake ကိုပဲဆက်ကင်အောင်ပါဗျာเนาะလွှဲရင်လွှဲပလိတ်စီကီးသုံးလုံးနဲ့ brake ကိုပဲဆက်ကင်အောင်ပါနော်ကီးသုံးလုံးဒီလုံးဝမမနဲ့သေးမှမလွှဲဘူးမဖောက်ဘူးအပေါ်မားဒီမောင်လေးညီမလေးအားလုံးလည်းသိတယ် နော်ကီးသုံးလုံးကလုံးဝမဖောက်သေးတဲ့အတွက်ကျွန်တော်ကဆက်ကင်အောင်မှာဒီကီးကိုပဲကင်ပြီးဒီကီးနဲ့ပတ်သက်တဲ့ခဏနေပဲကျွန်တော်ပြီးမှာအဲ့တော့ကျွန်တော်အကိုမလေးမောင်လေးညီမလေးတွေကဝင်လာတယ်ဆိုလိုက်လက်မလေးနှိပ်ထားမယ်လို့နော်ကျွန်တော်ရဲ့အကိုမလေးမောင်လေးညီမလေးအားလုံးကျွန်တော်ရဲ့မိသားစုဝင် အားလုံးလိုက်လက်မလေးနှိပ်ထားမယ်ဗျနော်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကိုနေတိုက်ကလေးတွေကတော့အဆင်ပြေသလိုလေးတွေကြည့်ထိုးနော်အဖွဲ့ဝင်တွေကတော့ကျွန်တော်နေတိုက်ကိုနံပါတ်ကောနှစ်ချက်ဖို့ပို့မှာ နော်နှစ်ဖြတ်ပို့မှာမဘာကကိုအရင်ပို့ပြီးမြနောက်ထပ်နေလိုက်ကိုထပ်ပို့ပြီးမယ်နေလိုက်ကမနေ့တကြိမ်ညချင်းပုံမှန်ပို့ပြီးမယ်ဗျာနော်ကျွန်တော်မိသားစုဝင်ကျွန်တော်နောက်ကြွားတာနန်းလေးကကျွန်တော်လူကြီးတွေလိုက်ခဲ့တော့နေလို့ပါဗျာနော်ဒီညက်ကြီးကဒီညကမနေ့ဖြန့်ကြမ်းလိုက်ကျွန်တော်ကမအားတော့ဘူးဗျာမအားတော့ဒီညပဲပြီးအောင်ကတော့လိုက်တာဆိုတော့ချိန်လေးနည်းလင့်သွားတယ်အဲ့တော့ကိုမလေးမောင်လေးညီမလေးအားလုံးကလည်းဒီပွဲမှာကကျွန်တော် line ပေါ်မှာလည်းတင်ထားပါလေပတ်သီးလေးတွေကိုအဆင်ပြေလို့လိုက်ထိုးမယ်။ဒါရင်လည်းကျွန်တော် line ပေါ်တင်ထားတဲ့ပတ်သီးကိုကျွန်တော်ပေးမှာမဟုတ်ပါဘူးခင်ဗျ။ နော်ကျွန်တော်က line မှာတင်ထားတဲ့ပတ်သီးကိုကျွန်တော်ပေးမှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ပေးမဲ့ပတ်သီးကတော့ကျွန်တော်ရဲ့မိသားစုနဲ့ပြီးခဲ့တဲ့ပွဲကကျွန်တော်ပေးသလိုပဲပုံတစ်ခုအတွင်းမှာတော့ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်ကပုံတစ်ခုမှာကြကြအင်ကာမှာကြကြတနင်းနာနေ့မှာပဲကြကြကျွန်တော်ကတပတ်စာမွေးလို့ပဲပြီးတာပါနော်တပတ်စာမွေးလို့ပဲပြီးတာပါအဲ့တော့ဒီပွဲမှာကျွန်တော်ကဗရိတ်ကိုပို့ပေးမှာမဟုတ်ပါဘူးကျွန်တော်မိသားစုဝင်နေနော်ပတ်သီးတစ်လုံးနဲ့မွေးကလေးလေးခုကိုပဲပို့မှာပါဗျာ နော်မွေးကနန်း၄ခွက်ကိုပဲပို့မှာပါလို့နော်ကျွန်တော်အထူးတစ်ခွက်ယူထားပါတယ်လို့နော်အထူးတစ်ခွက်ယူထားပါတယ်အထူးတစ်ခွက်နဲ့ကနန်းကတော့ထုံးစံအတိုင်းပါတီတလုံးနဲ့၄ခွက်အဲ့ဒါကိုပဲမွေးကျွန်တော်မိသားစုနဲ့၂ချိန်ပေါက်မှာနော်၂ချိန်ပေါက်မယ်မွေးကနန်း၄ခွက်ကတစ်ချိန်ထွက်ရမယ်ပါတီတလုံးက၁ချိန်ထွက်ရမယ်အဲ့တော့အကိုမလေးမောင်မီးမလေးဒီညမှာလေကျွန်တော်ကတော့ထုံးစံအတိုင်းကျွန်တော်မိသားစုနဲ့ယူပေးနေကြဖြစ်တဲ့ထိတ်စီ၃လုံးနဲ့ကီး၃လုံးနဲ့ညီတော်ကနန်းပရိတ်ကိုပဲကျွန်တော်ကိုင်မှာလို့နော် ပရိတ်ကလည်းကျွန်တော်ကီနှကီးပေါက်နဲ့ပဲကိုင်းပါကီနှပီးကီနှကီးရပေါက်ကိုပေါက်ရမယ်ဗျာတနေ့လာနေမှာနော်ပြီးခဲ့တဲ့ပွဲကတောက်ကြံနေမှာဘာကြောင့်လွဲသလဲဆိုလို့ရှင်ကျွန်တော်မိသားစုနဲ့ဒီ၄ပိတ်ဒီ၉ပိတ်ဒီပြန်လုပ်နေလို့ကျွန်တော်တို့လွဲရတာနော်၄ပိတ်ဒီ၉ပိတ်ဒီတပွဲလုံးလုပ်သွားတော့ခွန်ပရိတ်ကို၃ချိန်ပေါက်တာခွန်ပရိတ်ကို၃ချိန်ကြာတာကျွန်တော်နှစ်ချိန်ယူပေးနိုင်တယ်လေဗျာနော်ခွန်ပရိတ်ကို၃ချိန်ကြာတာကိုနှစ်ချိန်ယူပေးနိုင်တယ်၄၃လို့၂၅လို့45ဆိုတော့ကနေ3ချိန်လေးယူပေးနိုင်တယ်ပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်ရဲ့မိသားစုဝင် ော်နောက်ဆုံးနေ့မှာကျွန်တော်ညီကိုလို့ပြောတယ်ကျွန်တော်မိသားစုအနေနဲ့ဒါပေမဲ့ကျွန်တော်ကဖရိတ်ကိုချုပ်ပြီးတော့ညီကိုကကျွန်တော်ပေးတဲ့ညီကိုနဲ့သူကကြာပြီးသားကဏ္ဍမြန်ကဏ္ဍမြန်ကိုနှစ်ကားကြာရုပ်ထိပ်ရုပ်ချက်ကတော့9လောက်ရှိရယ်ဆိုအဲ့တော့ဒီညမှာလည်းကျွန်တော်ရဲ့မိသားစုရဲ့ကိုအမလေးမောင်လေးမြန်မာလေးเนาะကျွန်တော်တတီးတူရတတီးတူလေးတွေတော့ကျွန်တော်ကဘယ်တော့မှဆရာသားမချမ်းဘူးကျွန်တော်မိသားစုရင်းနေအားလုံးကိုကျွန်တော်ကူညီပေးနိုင်မှာဒီဘွဲမှာတော့ကူညီပေးမယ်လို့လည်းထင်ပါတယ်ဗျအဲ့တော့အကူမနေ ဦးတန်းအောင်နဲ့မင်္ဂလာပါမတ်တီရာအေးတောင်ကြီးကနေအားပေးနေပါလေဟုတ်ကဲ့ပါဘိုးကြီးကျွန်တော်ဒီညနည်းနည်းလေးနောက်ကျသွားရနော်ဖြိုးဝေအဖြိုးဖြိုးဝေမှာအကောက်ပိုင်ရှင်လေးမင်္ဂလာပါလို့နော်ဟုတ်ကဲ့ပါကျွန်တော်ဦးကောမန့်နေရေးပေးနေကြတဲ့ဘိုးမလေးမောင်လေးညီမလေးအားလုံးကိုမင်္ဂလာပါခင်ဗျာနော်နောက်အချိန်လေးရလည်းနောက်ကျသွားပြီဆိုတော့ကျွန်တော်ကကဏ္ဍကလည်းပို့အောင်မှာဆိုတော့မြန်မြန်လေးပဲကျွန်တော်တို့သွားလိုက်မယ်စနစ်ကလေးရတော့စနစ်ကလေးကိုတော့မြန်မြန်လေးပဲသွားလိုက်မယ်ဗျာကျွန်တော်ကကိုမလေးမောင်လေးညီမလေး เนาะဒီဘွဲမှာကျွန်တော်ရဲ့မိသားစုဝင် like ချင်တဲ့လူတွေကိုကျွန်တော်ကเนาะတပတ်စာ like မှာမပေးလိုက်ရလို့ကျွန်တော်တစ်ချက်ကလေးပြောလိုက်ပါမယ်ဒီဘွဲမှာပါဝါနဲ့အပူတရားရာခိုင်လုံးလာပါမယ်ခင်ဗျာပါဝါပူလိုက်ချင်တဲ့လူတွေเนาะဒီပွဲမှာပါဝါနဲ့အပူဒီရာနှုံးပြေလာပေးပါလိမ့်မယ်။ဘာကြောင့်လာတာလဲဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေကကျွန်တော်အငြင်းတန်းကျွန်တော်လိုက်ကိုကြည်နေတယ်လို့ဆိုရင်တော့ကျွန်တော်ဒီဘာကြောင့်ပါဝါပူပေးတာလဲဆိုတော့သူတို့ကတီးနေပြီ။ဘာကြောင့်လဲဆိုအခြေဆုံးတော့အားလုံးတီးတဲ့အတိုင်းပဲကျွန်တော်တို့ကနော် မနက်သေးမှ6ပရိတ်ညနေသေးမှ9ပရိတ်အဲ့ဒီလိုနတ်ခတ်တစုံကြတိုင်းနောက်တစ်ပွဲမှာကျင်းသေးလိုက်မှသည်ပါဝါအပူနော်နောက်တစ်ပွဲမှာကျင်းသေးလိုက်မှကပါဝါအပူအဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေပါဝါအပူဆိုလို့ရှိရင်ကျွန်တော်လိုင်းမမှာလည်းတင်ပေးထားတဲ့ပါဝါအပူနော်လိုင်းမမှာလည်းတင်ပေးထားတဲ့ပါဝါအပူအဲ့ဒါလိုက်တက်အောင်လို့ပြောတာ နော်ကျွန်တော်ကလိုင်းမှာမှာခဏအများကြီးတင်ပြထားတော့ကျွန်တော်ရဲ့မိသားစုနေအများကြီးတွေလိုက်ပြီးတော့ဟိုဟာလိုက်ရနုံနုံဒီဟာလိုက်ရနုံနုံတွေဖြစ်မှာသူတို့ကျွန်တော်ကမြင်သမျှတွေ့သမျှမပြောတာဒါမှမဟုတ်ပါဝါတို့အမှုတို့လိုက်တဲ့သူကနည်းနည်းလေးပဲဒီကနန်းကလည်းကျွန်တော်ရဲ့မိသားစုနေဗုဒ္ဓဟူးမကြော်ပါဘူးခင်ဗျာပါဝါအမှုဒီဗုဒ္ဓဟူးကြော်မှာမဟုတ်ပါဘူးနော်ကျွန်တော်ရဲ့အကူအမမျက်မှောင်လေးညမာလေးများဘာကြောင့်လဲဆိုလို့ရှင်ကျွန်တော်ပေးတဲ့စနစ်ကိုအကိုမလေးမောင်လေးမြမလေးကျွန်တော်လည်းပြန်မစစ်နိုင်တော့ဘူးเนาะဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီဘက်ကလာနေမှာတော့တော်တော်များများမှကြားခဲ့တာရှိတယ် ဲ့ဒါဘာကြောင့်လဲဆိုတော့တောက်ကြန်နေမနဲ့ဈေးမှာက6ပြည်လို့ကြားတယ်တောက်ကြန်နေညနေဈေးမှာ9ပြည်လို့ကြားတယ်အဲ့လိုနတ်ခတ်တစုံကြားတိုင်းနောက်တပွဲမှာကျင်းနေလိုက်မှာပါဝါဘူးတဲ့အချက်ဆုံးလို့ရေးဒါလေးကိုလက်စကားလက်ဆောင်ပေးပေးခဲ့တာပါဒါဆိုရင်ကျွန်တော်မိသားစုနဲ့အရင်ဆုံးသွားမယ်ကြာကျွန်တော်တို့เนาะအဲ့တော့အခြေဆုံးတော့ကျွန်တော်တို့ကတော့ထုံးတန်အတိုင်းလေကျွန်တော်ကတော့ကျွန်တော်ရဲ့မူမပြတ်သေးတာကိုကျွန်တော်ဆက်ကင်ရမှာပဲเนาะမပြတ်သေးတဲ့ခဏအောင်ကျွန်တော်တို့ဆက်ကင်မှာဒါလည်းကျွန်တော်တို့ထိမှာချစ်လို့ရတယ် နော်စိုက်ကိုတွေထိုက်ထွင်ပြီးတော့ထပ်ပြီးတော့လိုက်ကင်လို့ရှိရင်ပေါက်ချင်မှပေါက်အဲ့တော့ချက်စုံတို့အားလုံးလည်းတိနေတာပဲအဲ့တော့အကိုမလေးမောင်လေးညီမလေး तू ကအစင်းလာမပြတ်သေးတဲ့အစင်းအလာမပြတ်တဲ့စနစ်ကလေးတခုကျွန်တော်တို့မှရှိမနေပါလေအဲ့ဒီရှိနေတဲ့စနစ်ကဘယ်ရလာတာလဲဒီ၃ညဆလာတာပေါ့ကျွန်တော်ကတော့ဒါလေးရကင်ရမှာမပြတ်သေးသေးကျွန်တော်ကင်မှာဗျာတစ်နှစ်လုံးလာနေတစ်နှစ်လုံးကင်နေမှာကျွန်တော်မိသားစုနေပေါက်ဖို့ပဲရည်ကြီးတယ်အဲ့တော့အခြေဆုံးတော့ကျွန်တော်တို့ကမနေ့ပြန်ကိုကနန်းကကိုးကွက်ထိုးရမှာနော်ကနန်းကကိုးကွက်ထိုးရမှာအခြေဆုံးတော့ မပူနဲ့ခဏန်းကတော့ကိုကွက်ကိုထိုးရမှာတကိုကွက်ထိုးရင်သုံးကွက်ကအထူးထဲမှာပေါက်ဝင်လို့တော့ကျွန်တော်ထင်းနေဗျာအဲ့တော့ကိုမလေးဒီမှာ၃ညထိစီလို့ရှိချင်းကြောင့်၃ညရဲ့ပါဝါ၅၃ညရဲ့နက်ခတ်ခွန်း၃ည၅ခွန်ဆိုတော့ကီးကနောက်တနေ့မှမဖြစ်မနေဝမ်းချိန်ရမေးတဲ့နော်၃ည၅ခွန်ကီးကနောက်တနေ့မှမဖြစ်မနေထိရမေးတဲ့အဲ့တော့မနေ့သေးမှ तू ကတီးတိုင်လိုက်ထိနေတာညနေသေးလည်းထိတယ်မနေ့သေးလည်းထိတယ် အဲ့တော့အခြေဆုံးတော့3.5ခုခီးနဲ့မနေ့တည်းမှာ9တပြောက်ဆိုပြီး52နဲ့အခြေဆုံးလို့ဒီမှာတိထိတ်စီလို့ရှိတယ်တိထိတ်စီလို့ရှိတော့တိရဲ့ပါဝါ6တိရဲ့နက်ခတ်7 6ဆိုတော့ကီးဒီနောက်တနေ့မှာမဖြစ်မနေထိရမယ်မနေ့သေးမှာတိ6လို့ပြီးသွားတယ်ညနေသေးမှာ8တပြောက်ထိပြီး84လို့ပြီးတယ်ဒါဆိုလို့ရှိရင်ဒီမှာ8ထိတ်စီလို့ရှိတယ်ရှိရပါပါ3ရှိရနခတ်8 3 8ဆိုတော့ဒီဒီသူ့ရအောင်မှာဖြစ်မနေလိုက်ထိရမှာဆိုတော့မနေ့သေးမှာရှိရပြဆိုပြီး89ကိုပြီးသွားတယ်ဒီမှာ9ထိပ်စီးလို့ရှိတယ်9ရပါပါ3ည9ရနခတ်3 9 3ည3ဆိုတော့ကြီးက ကိုရအောင်မှာမဖြစ်မနေရှိရမှာဆိုမန္တလေးမှာငါးတပြားဆိုရင်ငါတင်ငါလို့ပြီးသွားတယ်ညနေသေးမှာ3 3လို့ကီးပြီးရိုက်သွားတယ်ဒီမှာ3ထိပ်စီးလို့ရှိတယ်3ရဲ့ပါဝါက၈3ရဲ့နက်ခတ်ကငါ3 5ဆိုတော့ကီးတီသူ့ရအောင်မှာမဖြစ်မနေရှိရမှာဆိုမန္တလေးမှာ3တပြားဆိုပြီး3 6လို့ပြီးသွားတယ်ဒီမှာ2ထိပ်စီးလို့ရှိတယ်အချက်တို့ကြီးအဲ့2ထိပ်စီးရှိတော့2ရဲ့ပါဝါ9ရဲ့နက်ခတ်၄2 9လေးဆိုတော့ကီးတီနောက်သူ့ရအောင်မှာမဖြစ်မနေရှိရမှာဆိုကျွန်တော်တို့က3 2နဲ့8လေးကိုရောက်သွားတာအချက်ဆုံးတော့ နော်လေးရ28ရောက်တော့အမျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျာနော်အဲ့အခြေဆုံးတို့ရေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနှစ်ခွန်လေးဆိုတော့ကြီးနဲ့မနက်သေးမှနှစ်တပြားဆွဲပြီး၃ညနှစ်လို့ပြီးပါလေတဲ့ဒါဆိုအခြေဆုံးတို့ဒီလိုလာပြီးရောက်သွားပြီကျွန်တော်တို့ရှစ်ထိတ်စီး ရှစ်ထိပ်စီရှိခြင်းကြောင့်ရှစ်ရဲ့ပါဝါ3ရှစ်ရဲ့နက္ခတ်1 3ဒစ်ဆိုတော့ဂီဒီသူ့ရဲ့အောက်မှာမဖြစ်မနေထိရမယ်ဆိုတော့ကျွန်တော်တို့ကမနက်သေးမှာရှစ်တပြားဆိုပြီး85ရဲ့အချက်ဆုံးလို့မြင်ရလားခင်ဗျာ940တော့အမျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ကိုဆွဲကျင်တဲ့လူတွေဆွဲပါပြောကျင်တဲ့လူတွေပြောပါကျွန်တော်ကကျွန်တော်အလုပ်ကိုပဲကျွန်တော်လုပ်တာပါဘသူ့ကိုမှမကြည့်ဘူးကျွန်တော်ရဲ့မိဆွေတွေမိသားစုဝင်တွေလည်းသူတို့ကိုတူမဖြစ်ပါနဲ့ဗျာနော်တူမဖြစ်ပါနဲ့ကျွန်တော်က လူစင်းရဲ့ပဲပဲစိတ်ဓာတ်ကတော့အထက်တန်းစားစနစ်ကိုထားတာဖြစ်တဲ့အတွက်ကျွန်တော်ကမြည်သူတဦးတယောက်ကိုမှခံစဲမှာမဟုတ်ပါဘူးเนาะသူတို့ပြောတာကိုကျွန်တော်မြည်ယူလို့ရှိရင်ဘသူရှိကိုရောက်မလဲဆိုတာเนาะဘသူရှိကိုရောက်မလဲကျွန်တော်ရဲ့အကူအမတွေအဖေအမေတွေမနာနဲ့ကျွန်တော်ထီလို့မနာနဲ့သူတို့ရဲ့စဲတာကိုသူတို့ရဲ့ပြောတာတွေကိုကျွန်တော်မခံယူရင်သူတို့ပဲရောက်မလဲပစ္စည်းတစ်ခုရောင်းမိဗျာဥပမာเนาะဈေးတဲ့တယောက်ကပစ္စည်းတစ်ခုကိုရောင်းမိတဲ့အဲ့ဒီပစ္စည်းတစ်ခုဒီဝယ်သူမရှိရင်ဘသူရှိမှာပဲကြံနေတယ်လေ အဲ့ဒါလေးကိုနမူနာယူပါဘာကြောင့်လဲဆိုကျွန်တော်ကနော်ကျွန်တော်ကဖရတရားမြဲတဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက်ကျွန်တော်ကဘယ်သူ့ကိုမှဆဲမှာမဟုတ်ဘူးဆဲခြင်းတလောက်ဆဲကျွန်တော်ကမတုံ့လှုပ်ဘူးနော်မတုံ့လှုပ်ဘူးနော်ကျွန်တော်ကအသက်တာငယ်တာနော်တရားအပြည့်ရှိတယ်လူကြိုက်တယ်လို့ဆဲအကိုအမတွေမောင်လေးညီမလေးတွေလည်းမယူနဲ့ကျွန်တော်ဘက်ကနေနော်သူ့သူ့ထန်သူပြန်လိုက်မယ် အဲ့တော့အချက်ဆုံးတော့ရှစ်ထိပ်စီရှိလို့ရှစ်ရဲ့ပါဝါ300ရဲ့နက်ခတ်တိရှစ်300တိဆိုတော့ကီတီသူ့ရအောင်မဖြစ်မထီရမယ်ဆိုတော့မန်နေသေးမှာရှစ်တပြားဆိုပြီး85တိအချက်ဆုံးဒါဆိုကျွန်တော်တို့ဒီမှာ9ထိပ်စီလို့ရှိပြီ9ရဲ့ပါဝါက4 9ရဲ့နက်ခတ်6 9 4 6ဆိုတော့ကီတီသူ့ရအောင်မှာကျွန်တော်တို့မဖြစ်မနေထီရမယ်ဆိုတော့မန်နေသေးမှာ6တပြားဆိုပြီး65ညနေသေးမှာ9တပြားဆိုပြီး90နဲ့ရှစ်ဒီမှာ9ထိပ်စီလို့ရှိပြီးတဲ့အချက်ဆုံးတော့ကိုယ်ထိုက်စီလို့ရှိပြီဆိုတော့ကိုယ့်ရဲ့ပါဝါက၄ကိုယ့်ရဲ့နက်ခတ်၆ကိုယ်လေး၆ဆိုတော့ကီတီသူ့ရအောင်မဖြစ်မနေရှိရမယ်ဆိုတော့မန်နေသေးမှာ၆တပြားဆိုပြီး65ညနေသေးမှာ၉တပြားဆိုပြီး19 ဒါဆိုဒီမှာတိထိတ်စီလို့ရှိပြီတိရဲ့ပါဝါက6တိရဲ့နခ8တိ68ဆိုတော့ကြီးသည်သူ့ရအောင်မဖြစ်မှန်တိရမှာဆိုမန္တသေးမှာ10ဘူးလို့ကြီးအပြီးရိုက်တယ်ညနေသေးမှာတိတပြားဆိုပြီး1တိလို့ရိုက်တယ်ဒီမှာ1ထိတ်စီလို့ရှိတယ်ကိုမတွေမောင်လေးညမလေးเนาะချက်ဆုံးလို့1ထိတ်စီလို့ရှိတော့2ရဲ့ပါဝါကခွန်2ရဲ့နခက4 2ခွန်လေးဆိုတော့ကြီးကသူ့ရအောင်မဖြစ်မှန်တိရမှာဆိုမန္တသေးမှာခွန်ခွန်လို့ကြီးအပြီးရိုက်ညနေသေးမှာတိတပြားဆိုပြီး45တဲ့ချက်ဆုံးလို့ဒီမှာ4ထိတ်စီလို့ရှိတယ် ၄ရက်တိရှိတော့၄ရက်ပါဝါကို၄ရက်နှခနှစ်၄ကိုနှစ်ဆိုတော့ဂီဒီသူ့ရအောင်မဖြစ်နေထိရမှာဆိုတော့မနက်သေးမှာ၄တပြားဆက်ပြီး၄၃ဒီမှာ၃ရက်ထိုက်စီးလို့ရှိတယ်။၃ရက်ရဲ့ပါဝါ၅၃ရက်ရဲ့နှခခွန်၃ရက်၅ခွန်ဆိုတော့ဂီဒီသူ့ရအောင်မဖြစ်နေထိရမှာဆိုတော့မနက်သေးမှာ၅တပြားဆက်ပြီး၂၀နဲ့၅တဲ့။နော်။အဲ့တော့အချက်ဆုံးတွေဒီမှာကတစ်ထိတ်စီးလို့ရှိတယ်။တစ်ထိတ်စီးရှိတော့တရပါဝါ၆တရနှခ၈တ၆၈ဆိုတော့ဂီကသူ့ရအောင်မဖြစ်နေထိရမှာဆိုတော့မနက်သေးမှာ၄တပြားဆက်ပြီး၃တညနေသေးမှာ၆၀နဲ့၈လို့ကီးပြီးရိုက်တယ်။ ဒီမှာ6ထိပ်စီလို့ရှိပြီကျွန်တော်တို့က6ထိပ်စီရှိတော့6ရဲ့ပါဝါကတေး6ရဲ့နခတ်ကကို6တက်ဖို့ဆိုတော့ကီဒီသူ့ရအောင်မဖြစ်မနေထိရမယ်ဆိုတော့မနေ့သေးမှာ6တပြားဆွဲပြီးတော့60တဲ့ဒါဆိုဟုတ်ပြီအကိုမတွေဒီမှာ၄ထိပ်စီလို့ရှိတယ်၄ထိပ်စီရှိတော့၄ရဲ့ပါဝါကကို၄ရဲ့နခတ်က2 4 6ဆိုတော့ကီက မထီရင်လုံးဝမပေါ့ဘူးအချက်ဆုံးတော့မလုံးပိုင်လို့ရှိတယ်ဝမ်းကျင်းလို့ရှိတယ်သူကတ်ထိုး၄၉နှစ်ကတရားရခိုင်တော့ကျွန်တော်အခုပြသွားတာကကျွန်တော်ရဲ့မိသားစုတွေကို10ကြိမ်15ကြိမ်16ကြိမ်မြောက်မှာတက်ချမ်းမှလည်းမဖောက်သေးဘူးကျွန်တော်ကမဟုတ်တာတွေပြောနေရလားသူတို့သိလိမ့်မယ်ကျွန်တော်ရေးပြနေတာဘယ်နေရာမှာလွဲလဲဆိုတာလဲသူတို့သိလိမ့်မယ်ဒါနဲ့ကျွန်တော်ကကျွန်တော်တတ်တတ်ပြီးပညာလေးနဲ့ကျွန်တော်ပြပြီးတာပေါ့မယ်နေ့တိုင်းလို့တော့တရားရခိုင်တော့အားမမခံဘူးနော်ဒါပေမဲ့တပွဲကိုတုံးကျင်ရတော့ကျွန်တော်ကအငြင်းတိုင်းကျွန်တော်မိသားစုနဲ့ဘယ်လောက်လွယ်လွယ်ပြားတပွဲကိုတုံးကျင်ရမမှန်ဘူးလား ဟုတ်တယ်မလားမမှန်ဘူးလားပြီးခဲ့တဲ့ပွဲကကျွန်တော်ပါတိပြောက်ထားတာမှကျွန်တော်ရဲ့မိသားစုနဲ့၃ချိန်မကောက်ဘူးကျွန်တော်ယူပေးထားတာဟုတ်တယ်မလားအဲ့ဒါပြီးနေလို့သူအကြောင်းနဲ့သူပေါ့ဗျာအကောင်းမမြင်တဲ့သူကတော့ဘယ်တော့မှအကောင်းမြင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီမှာမနေ့ဖြန်တနင်္လာနေ့မှာမဖြစ်မနေထိရမယ်ကီးသည်၄၉၂တဲ့ကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်လား၄၉၂၄၉၂ကကီးရဲ့အချစ်ဆုံးဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီ၄၉၂ကိုလိုက်ပြီးမယ်ကီးလေးကိုနောက်တစ်ချက်ချက်အပေးမယ်ဒီပြီး ဒါနဲ့၄ကိုနှစ်ကဒီတစ်ချက်ထဲလားတဲ့၄ကိုနှစ်ကဒီတစ်ချက်ထဲမဟုတ်ဘူးတဲ့ကျွန်တော်ရဲ့မိသားစုဝင်ဒီနောက်တစ်ချက်ကိုကျွန်တော်တို့ like ကြည့်အောင်မယ်အဲ့ဒီ၄ကိုနှစ်လိုပဲ like ရှိနေတဲ့ကီးမတူရင် तू ကအပြီးတော့တူလို့ရှင်လို့ရှင်တော့လုံးပိုင်းတဲ့နော်အချက်ဆုံးဒါကလည်းကျွန်တော်အမြဲတမ်းကြင်ကြကျွန်တော်ရဲ့မိသားစုဝင်တွေသိပါတယ်နော်ကျွန်တော်ရဲ့မိသားစုဝင်သိပါတယ်950 962ယောက်တော့အမျိုးတို့အားလုံးပဲမင်္ဂလာပါနော် ဥမင်းအောင်အမြဲတမ်းမမှန်သွားလို့အမြဲတမ်းလည်းမမားနိုင်ဘူးကံလည်းဆိုင်နေတယ်နော်နောင်နောင်ကညနေမှာကင်တင်တာပါတဲ့ညနေကြလို့ရှိရင်ကျွန်တော်တစ်ချက်ကလေးပြပေးမယ်ကျွန်တော်မိသားစုအနေနဲ့နော်ညနေကြတော့ကင်ရမယ်လေ၉နှစ်တည်းရနေကင်ရမယ့်အလုံးလေးကျွန်တော်ပြောပြမယ်ကျွန်တော်ပြောတဲ့ကဏ္ဍဒီမပေါက်ချင်တော့ဝမ်းချင်းနေမှာပါเนาะကျွန်တော်ရဲ့ CIA ကြီးတွေ CIA မကြီးတွေကျွန်တော်တို့ကျွမ်းသော CIA ကြီးတွေ CIA မကြီးတွေကြက်တိုက်ကြိုက်ထားလေးနဲ့ကတ်ထိုးကျွန်တော်ထိုးတဲ့ကျွန်တော်ပေးတဲ့ကဏ္ဍကတော့ပေါက်ချင်လဲပေါက်မှာမပေါက်ချင်လဲမပေါက်ဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်စက်ကင်မဟုတ်လို့ပဲဟုတ်လားကျွန်တော်တို့ကကန်တရားနဲ့စောရတာသူများနိုင်ငံမှာသူများချခြင်းတဲ့ကဏ္ဍကိုကျွန်တော်တို့ကဒီကနေ့တောင်းချစ်မြောက်ချင်တွေ့ရတာဗျာဟုတ်တယ်မလား930တော့အမျိုးတို့အားလုံးမင်္ဂလာပါလို့နော်အဲ့တော့အခြေဆုံးတော့ရေကျွန်တော်တို့က၄ခုနဲ့ဂီတကြီးရပြီတဲ့ဒါဆိုကျွန်တော်မိသားစုဝင်နေမောင်လေးညီမလေးတို့ဒုတိယတစ်ချက်ကိုကျွန်တော်တို့သွားကြမယ်တဲ့နော်၄ခုနဲ့ဂီကြီးလေးကိုပြီးတာနော်ခတ်တူတူရမယ်ထပ်သွားမယ်ကျွန်တော်မိသားစုဝင်နေ ီးရင်တော့ကျွန်တော်မိသားစုနဲ့ကျွန်တော်တချင်းလေးတစ်ပုတ်တော့ဆိုရလာမှာကျွန်တော်နဲ့ကိုက်နေတော့ဘာဖြစ်လို့လဲဆိုစေတနာစော်ကားတဲ့လူတွေတော့တချင်းလေးတစ်ခုတော့အဲ့တော့အခြေဆုံးလို့ကျွန်တော်တို့ကဘယ်လိုလဲဆိုရင်ဒီရှစ်ဒီငါနှလုံးပေါင်းတော့၃အဲ့ဒီ၃ကိုဒီရှစ်နဲ့ပေါင်းတော့၃ဖြစ်လို့၃ရဲ့ပါဝါကရှေးတဲ့၃ရဲ့နှက်ခက်ကငါ၃၅ဆိုတော့ကြီးကလည်းသူ့ရအောင်မဖြစ်မနေရှိရမယ်ဆိုတော့မနေ့သေးမှာငါတပြားဆိုပြီး60ငါညနေသေးမှာ10တပြားဆွဲပြီးတော့60နဲ့10ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်မိသားစုနဲ့နောက်တစ်ချက်ကဒီ9ဒီဒီ6ဒီ9နှလုံးပေါင်းတော့ဒီအဲ့ဒီကိုဒီ10နဲ့ပေါင်းတော့9ဖြစ်လို့ ကိုရဲ့ပါဝါက၄ကိုရဲ့နှက်ခတ်က6 6 6ဆိုတော့ကြီးကလည်းနောက်တနည်းမှမဖြစ်မနေရှိရမှာဆိုမနေ့သေးမှ6တပြားဆိုပြီး65ညနေသေးမှ6တပြားဆိုပြီးတော့19ဒါဆိုရင်ကျွန်တော်မိသားစုဝင်မြန်မာလေးညမာလေးများဒီငါ6ဒီငါနှလုံးပေါင်းတော့ဒီ8ဒီကိုဒီ6နဲ့ပေါင်းတော့ခွန်ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါနှင်းခွန်ရဲ့နှက်ခတ်3ညခွန်နှင်း3ညဆိုတော့ကြီးဒီသူ့ရောက်မှမဖြစ်နေရှိရမှာဆိုညနေသေးမှ2တပြားဆိုပြီး1 ဒီရှင်းဒီရှင်းနှလုံးပေါင်းတော့6အဲ့6ကိုဒီ6နဲ့ပေါင်းတော့နှိပ်ဖြစ်လို့နှိပ်ရပါပါခွန်းနှိရဲ့နက်ခတ်လေးနှိပ်ခွန်လေးဆိုတော့ကီဒီသူ့ရအောင်မဖြစ်မနေထိရမှာဆိုမန္တလေးမှာကီအပီခွန်ခွန်လို့ရိုက်ပြီးညနေသေးမှာ၄တပြားဆိုပြီး40နဲ့5အချက်စတုဒီမှာကဒီခွန်ဒီခွန်နှလုံးပေါင်းတော့၄အဲ့8လေးကိုဒီရှင်းနဲ့ပေါင်းတော့နှိပ်ဖြစ်လို့နှိပ်ရပါပါခွန်းနှိရဲ့နက်ခတ်လေးနှိပ်ခွန်လေးဆိုတော့ကီဒီသူ့ရအောင်မဖြစ်မနေထိရမှာဆိုမန္တလေးမှာ၄တပြားဆိုပြီး၄၃ညနေသေးမှာ9တပြားဆိုပြီး3ညခွန်နဲ့ ဒါဆိုဒီလေးဒီသုံးနှလုံးပေါင်းတော့ခွန်အဲ့ဒီခွန်ကိုဒီခွန်နဲ့ပေါင်းတော့၄ဖြစ်လို့၄ရဲ့ပါဝါက၉၄ရဲ့နက်ခတ်က2 4 6 2ဆိုတော့ဂီဒီသူ့ရအောင်မမြင့်တိရမှာမနဲ့သေးမှ2တပြားဆိုပြီး20နဲ့5တဲ့ဒါဆိုအခြေဆုံးတော့ဒီ2ဒီကနှလုံးပေါင်းတော့ခွန်အဲ့ဒီခွန်ကိုဒီလေးနဲ့ပေါင်းတော့1ဖြစ်လို့1ရဲ့ပါဝါ6 1ရဲ့နက်ခတ်8 1 6 8ဆိုတော့ဂီကသူ့ရအောင်မမြင့်မြင့်နေရှိရမယ်ဆိုတော့မနဲ့သေးမှ2တပြားဆိုပြီး3တင်ညနေသေးမှ68လို့ဂီအပြီးရိုက်တာအခြေဆုံးတော့ ဒါဆိုကျွန်တော်မိသားစုဝင်တွေဒီ3ဒီ10နှလုံးပေါင်းတော့လေအဲ့ဒီလေးကိုဒီနှစ်နဲ့ပေါင်းတော့6ဖြစ်လို့တဲ့6ရဲ့ပါဝါက1 6ရဲ့နောက်က9 6တဲ့9ဆိုတော့ကြီးကသူ့ရဲ့အောက်မှာမဖြစ်မနေရှိရမှာဆိုမန္တလေးမှာ6တပြားဆွဲပြီးတော့6 3ညဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့အကူအမတွေမောင်လေးညီမလေးဒီ6ဒီ3ညနှလုံးပေါင်းတော့6ဖြစ်လို့အဲ့ဒီ6ကိုဒီ3နဲ့ပေါင်းတော့9ဖြစ်တယ်တဲ့ကိုရဲ့ပါဝါက၄၊ကိုရဲ့နှက်ခါ၆၊၉၄၆ဆိုတာလည်းတကြီးရှိတယ်တဲ့။နော်ဒီမှာကမတူညီတာကကျွန်တော်တို့က၄နဲ့အဲ ကိုးလေးဆိုတာနှစ်ချက်တူပြီဒီမှာကလည်းကိုးနဲ့လေးဒီမှာလည်းကိုးနဲ့လေးနောက်မှာနတ်ခတ်နှလုံးကွာနေတာเนาะဒီမှာလေးထိပ်စီရှိလို့နတ်ခတ်နှစ်နောက်ပိတ်ဖြစ်တယ်လို့ဒီမှာကိုးထိပ်စီလို့ကိုးထိပ်စီရှိလို့နတ်ခတ်က6လို့ဖြစ်နေတာအဲ့ဆိုမတူညီတာက6နဲ့2နဲ့ကမတူပါဘူးတဲ့เนาะမတူပါဘူးတဲ့မတူရင်လည်းထားလိုက်ပါเนาะဒါပြင်လည်းကျွန်တော်ရဲ့မိသားစုရင်ကျွန်တော်ပြောတာကိုးလေးဒီနှလုံးသလုံးညီးနေတယ်တဲ့ ဒီမှာကရှိတာက646ကိုထိပ်စီလို့ဖြစ်လို့646လို့ဖြစ်တာကိုပါဝါ4 9ခ6ဒီမှာက4ထိပ်စီရှိလို့4ရဲ့ပါဝါ4ရဲ့9ခ2အဲ့မှာမတူညီတာ6နဲ့2တဲ့ဒါဆိုရင်ကျွန်တော်မိသားစုနဲ့နောက်တစ်ချက်ကကီးက646တဲ့နော်646ကကီးဒါဆိုကီးနှစ်ကီးဒီမတူညီတာက2နဲ့6တဲ့အဲ့မတူညီရ2 6ကိုကျွန်တော်ပေါက်အောင်ယူမယ်တဲ့နော်ကျွန်တော်မိသားစုနေနော်မတူညီရဲ့ နောက်တစ်ခါကျွန်တော်ထပ်ပြီးတော့ဒီကိုးလေး6နဲ့ကိုးလေး2ထဲကတူညီတကဏ္ဍလေးကိုကျွန်တော်ဆွဲထုံးပါပေါ့ဗျာ။ခဏအများကြီးတော့ကျွန်တော်မပေးပါဘူး။အဲ့တော့ကိုမနေမောင်လေးညီမကြီးကျွန်တော်တို့နောက်တစ်ချက်ကျွန်တော်တို့ live ယူရမယ်။ဝမ်းကျင်းလေးကိုကျွန်တော်တို့ကင်လိုက်လို့ရှိရင်အဖြေပေါ်ပြီပေါ့။နော်အဖြေပေါ်ပြီရော။အဲ့တော့အခြေဆုံးကိုကျွန်တော်တို့ဘယ်လိုလာနေတာလဲတဲ့သူကဒီလိုလာနေတဲ့အခြေဆုံးတော့ဒါကတော့အပင်တူတယ်နော်။အပင်တူတယ်။ဒီမှာဒီကိုဒီလေး တောက်ကြနေမနစီကြာတာပရင်းညနေသေးထိတ်စီတောက်ကြနေမနစီရဲ့နောက်ပိတ်ဒီလိုကြည့်မှမြင်ရမှာ98ယောက်တော့အမျိုးတို့အားလုံးမမင်္ဂလာပါလို့နော်အဲအကြောင်းတော့ဒီလေးဒီကိုနှလုံးပေါင်းခြင်းဒီက3လို့ဖြစ်တယ်တဲ့3ရဲ့ပါဝါက8 3ရဲ့နက်ခတ်က9 385ဆိုတော့ကီးကကျွန်တော်တို့တနင်္လာနေ့မှာမဖြစ်မနေထိရမယ်ဆိုတော့385ကီးနဲ့ညနေသေးမှာ8တပြားဆွဲပြီး98 385ကလိုက်ထိတာဟုတ်လား ဒါဆိုလို့ရင်ကျွန်တော်မိသားစုနဲ့နောက်တစ်ချက်ကကျတော့ဒီခွန်ဒီကိုနှလုံးပေါင်းခြင်းကြီးက6လို့ဖြစ်လို့6ရဲ့ပါဝါတေ6ရဲ့နောက်ကောကို6 2 6ကီဒီတနင်္လာနေ့မှာမဖြစ်မနေသေးရမှာဆိုညနေသေးမှာလိုက်ရှိတာ6တပြားကိုဆိုပြီး80နဲ့6ဒါဆိုရင်ကျွန်တော်မိသားစုရင်ဒီမှာကဒီ6ဒီ5နှလုံးပေါင်းရင်းဒီက1လို့ဖြစ်လို့1ရဲ့ပါဝါ6တရဲ့နက်ခ8 1 6 8ဆိုတော့ကီးကတနင်္လာနေ့မှာမဖြစ်မနေတည်ရမယ်ဆိုတော့ညနေသေးမှာလိုက်ချီတာ1 6 ဒါဆိုကျွန်တော်ရဲ့အကိုအမတွေမောင်လေးညီမတွေဒီမှာကျတော့ကျွန်တော်တို့ကဒီကိုဒီသုံးနှလုံးပေါင်းရင်းဒီနှစ်လို့ဖြစ်လို့တဲ့နှစ်ရဲ့ပါဝါကခွန်းနှစ်ရဲ့နှက်ခတ်ကလေးနှစ်ခွန်လေးကြီးကတနင်းလာနေမှာမဖြစ်မနေထိရမယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုနေအဲ့နှစ်ခွန်လေးကြီးကကျွန်တော်တို့ဘယ်လိုလာပြီလဲဆိုရင်ဒီမှာမနက်သေးမှာနှစ်တပြားဆိုပြီး၃ညနဲ့၃ညနှစ် ဘာလို့ဟုတ်ပြီကျွန်တော်တို့ကဒီမှာဒီ shit ဒီတနှလုံးပေါင်းခြင်းက6လို့ဖြစ်လို့6ရဲ့ power က4 6ရဲ့နက်ခတ်6 6လေး6ဆိုတော့ဂီကတနင်္လာနေ့မှာမဖြစ်မနေဖြစ်ရမှာဆိုညနေသေးမှာ4တပြားဆွဲပြီးတော့45ဒါဆိုအချက်ဆုံးတို့ဒီ3ရဒီ6ကနှလုံးပေါင်းခြင်းက6ဖြစ်လို့တဲ့6ရဲ့ power က1 6ရဲ့နက်ခတ်6 6 1 9ဒါကိုပဲကျွန်တော်တို့ပြီးအောင်ပြီးသားမှာเนาะ အဲ့လေးကိုနှစ်ကို6တက်ကိုနဲ့ကျွန်တော်တို့ပြီးအောင်ပေးသားမယ်တဲ့နော်လေးကိုနှစ်ကို6တက်ကိုနဲ့ပြီးအောင်ပေးသားမယ်ဘာကြောင့်လဲဒီလေးကိုနှစ်ကိုကျွန်တော်တို့မူပိုင်ယူလိုက်မယ်နော်လေးကိုနှစ်ကမထီလို့မပါဘူးလေးကိုနှစ်ကို6တက်ကိုပေးသားရင်တစ်ချိန်တော့ပေါက်တယ်ဘာကြောင့်လဲဆိုတော့ဗရိတ်အစိမ့်ဖြစ်နေလို့နော်လေးကိုနှစ်ကို6တက်ကိုနဲ့ပေးသားတော့ဘလို့ဖြစ်မလဲဆိုလို့ရှင်လေးတက်လေး6လေးကို၄၄၆၄၉ဆို၅၃ည၃ဆိုတော့ဗရိတ်ကိုရပါတယ်တဲ့ ကို669199 669199ကိုကိုဆိုတော့ကဏ္ဍက938ဆိုတော့ဗဏ္ဍပရိတ်ကိုရပါတယ်2621192 2621192ဆိုတော့ကဏ္ဍဒီ381ပရိတ်ကိုရပါတယ်တဲ့အဲ့တော့အဲ့ပရိတ်တွေကအစိမ့်နေကြီးဖြစ်နေတဲ့အတွက်မနဲ့ဖြံကိုမနဲ့သုံးဖို့ညံ့နေမှာတကြိမ်ကြိမ်တွေပေါက်မယ်တဲ့နော်ပရိတ်အစိမ့်နေကြီးပဲဖြစ်နေလို့ကြိမ်တွေပေါက်မယ်တဲ့ကျွန်တော်ရဲ့မိသားစုဝင်နော်နော်အဲ့တော့ ျွန်တော်မိသားစုရင်းနားလဲသဘောပေါက်လားမသိဘူးကြိုက်ရှင်ထိုးမကြိုက်ရှင်မထိုးနဲ့နော်ကြိုက်မှထိုးမကြိုက်ရှင်မထိုးနဲ့အဲ့ခဏန်းကိုဝက်ဒီတနင်းနာနေမှာကျင်းသေးတကြိမ်ပေါက်ပါမယ်ဗရိတ်ဒီကအစိမ့်နေပြီပဲဖြစ်နေလို့တဲ့နော်ဘယ်လိုဘယ်လိုနည်းနဲ့ဖြစ်သူကဗရိတ်အစိမ့်ကတော့တနင်းနာနေမှာကြောက်ဘူးကြပြီတဲ့နော်လေးတလေး6လေးကိုဒီ9သုံးည3ဆိုတော့ပြိတ်ကိုကိုကိုလေးကို6ဒီ3 8 5ပြိတ် နှစ်ကိုနှစ်လေးနှစ်ချောက်ဒီ38တိပရိတ်နော်38တိပရိတ်ဖြစ်လို့အဲ့တော့ကျွန်တော်မိသားစုနဲ့ဒီချိန်ပေါက်တယ်ကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့နော်ကျွန်တော်တွက်ပြနိုင်တာတော့အဲ့ဒါပဲကျွန်တော်ကခဏနေတယ်အများကြီးပို့အောင်မချစ်တို့ရေလုံးဝမထီလို့မပေါက်မပေါက်တဲ့ကီးဒီ၄၉နှစ်ရာနှုံးပြီအဲ့ဒါချိန်တွေထီမှာပေါက်နော် အဲ့တော့ကျွန်တော်ကတော့ဒီမှာရေးပေးခင်မယ်ကျွန်တော်ခဏနေလေးပို့အောင်မှာဆိုတော့အကြာကြီးလည်းပြလို့မရဘူးကျွန်တော်တွေ့တာလည်းဒါပဲတွေ့တယ်အဲ့တော့ကျွန်တော်တို့မနေ့ပြန်ကြလို့ရှိလို့ရှင်ကျွန်တော်တို့ဘာနေဖြစ်ပြီလေဆိုတော့နှစ်ဆက်ကိုရဲ့နှစ်ဆက်နဲ့ကိုရဲ့တဲ့အချစ်တို့နော် 29ရက်တနင်္လာမနေ့ညတနင်္လာမနေ့ညတဲ့အချက်ဆုံးလို့အဲ့တော့တနင်္လာမနေ့ညမှာကျွန်တော်ပြီးအရင်ဆုံးထိတ်ဆုံးကနေကျွန်တော်ပြီးမဲ့ခဏအောင်ကျွန်တော်ပြောမယ်တဲ့ချစ်တို့ လေးတီဟောလေးတီလေးချကနာကိုကိုထိုးမှာကျွန်တော်မိသားစုရင်းနီလေးတီလေးချလေးကိုဒီအာပြီးအထူးအော်တဲ့အချက်ဆုံးလို့အာပြီးအထူးနောက်တစ်ခါက နောက်တစ်ခါက2တိ2 6 2 9ဒါတွေကိုအာပြီးတော့မိန်းထိုးတဲ့ခဏက6ခွက်စရာပရိတ်ကိုထပ်ပြီးတော့ပြည်မလိမ့်ဦးဆိုဒီချိန်တော့ပေါက်တယ်နော်ဒါကဒါတနင်္လာမနေ့ညမှာထိုးရမယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအတွက် ဲ့တော့ကျွန်တော်ကိုဆက်သွယ်ခြင်းနဲ့အကူအမတွေမောင်လေးညီမလေးတို့က ဒါဆို29ရက်တနင်္လာမနက်ညတဲ့အပေါ်မိုင်းနော်29ရက်တနင်္လာမနက်ညအတွက်က၄တင်၄၆၄ကိုကိုအထူးတဲ့၉တင်၉၆ကိုကို၄တင်၂၆၂ကိုဒီအာမင်းနဲ့ခဏန်း၉ကွက်ထွက်ပါလေတဲ့နော်ကျွန်တော်တို့က၄ကို၂ကီးကို၆တင်၉နဲ့ပြီးလို့ပါတဲ့အဲ့ဒါဆိုလို့ရှိရင်၄တင်၄၆၄ကိုဒီ၅၃၃ပြိတ်ပါတဲ့နော်ကိုဒီကို6ကိုကိုဒီ938ပြိတ်ပါတဲ့1 2 6ပြိတ်ဒီ381ပြိတ်ပါတဲ့အချက်တို့ အဲ့တော့ကျွန်တော်ရဲ့မိသားစုတွေကြိုက်ရအောင်ထိုးပါခင်ဗျာနော်ဟုတ်ကဲ့အကိုကြီးပြောပါခင်ဗျာဟုတ်ကဲ့ညီမလေးမင်္ဂလာပါခင်ဗျာကျွန်တော် live ဝင်နေလို့ဗျာပြောပြောဩအင်းအခြေလေးခဏလေးနော်နေပြီးပြန်ခေါ်ပေးမယ်ဟုတ်ကဲ့ပါအကိုမမျက်မှောင်လေးညီမလေးများအားလုံးကျွန်တော်ကျွန်တော်ရဲ့ channel လေးကိုအမြဲချစ်ခင်အားပေးကြတဲ့အပေါ်မှာမြန်မာလေးမြန်မာလေးများကိုနော် ကျွန်တော်အထူးအထူးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျเนาะအေးမင်းခိုင်းနေရှစ်ပရိတ်လိုက်မိနေလို့ရှစ်ပရိတ်စိုက်ရှိရင်ပြပါလားရှစ်ပရိတ်စိုက်ကတော့မသိဘူးကိုကြီးဒီဘွဲမှာမဖြစ်မနေကြာမှာတော့ကျွန်တော်ရဲ့မိသားစုဝင်နေ3 5ပရိတ်3ပရိတ်5ပရိတ်ဗုဒ္ဓဟူးမကျော်သောပရိတ်3ပရိတ်5ပရိတ်เนาะဗုဒ္ဓဟူးမကျော်သောပရိတ်ဒီ3ပရိတ်5ပရိတ်ရှစ်ပရိတ်ကတော့ကျွန်တော်လည်းမသိပါဘူးခင်ဗျเนาะ ရှေ့ပရိတ်ကတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်မတွေ့တာကိုကျွန်တော်အာမမခံပါဘူးကျွန်တော်တွေ့တာက၃ပရိတ်၅ပရိတ်ဒီဒီပွဲမှာယာနုံမြေလာမှာပါခင်ဗျာအေးမင်းခိုင်ဆိုတော့ကောက်ဟုတ်ကဲ့ကျွန်တော်အကိုမောင်အကိုမြမောင်လေးညီမလေးများကြိုက်နဲ့တက်ချင်ဆော့ပါမယ်ကြိုက်နဲ့တက်ချင်တော့တဦးတယောက်မှမဆော့ပါနဲ့ဗျာနော်ကျွန်တော်ကတော့တိကျတတ်ထားလေးတော့တင်ပြီးသွားပါပြီအဲ့တော့ကျွန်တော်ရဲ့မိသားစုများအားလုံးကျွန်တော်ရဲ့ live show လေးကတော့ဒီမှာပဲအဆုံးသတ်ပါပြီလို့ပြောရပြောခြင်းပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ